။စားချက်ကလန်ထွက်အဖြူလေးကိုတော့ဖြစ်ဖြစ်စားပေးနော်။အေးဒီကောင်လေးကကျမစားချင်တယ်ဆိုရင်တော့မှတ်သူကမစားဘူး။ဘာလို့တော့တနေကိုပြတ်သွားရင်ဘယ်လိုလုပ်မလဲတဲ့။ကွဲပြေးပြီးတဲ့။ဥပမာပေါ့နော်ပြောပြမယ်။ပြတ်သွားရင်တော့မလေးပြဲမှာမဟုတ်အခွလေးဇာအာတီအမျိုးများအားလုံးမင်္ဂလာပါရှင့်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်နိုင်ငံခြားသားယူရင်လိန်ဆက်ဆက်တဲ့အခါမှာရှစ်ပေါက်နောက်ပေါက်ပစပေါက်တုံးပေါက်ဆိုသူငါပြပြအောင်မဘလို့နင်တို့ကောင်းနေမှလीဟိုဘယ်နိုင်ငံခြားသားမှမဟုတ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်နိုင်ငံကရုပ်ကြပဲဖြစ်အပေါက်တရားတော့ကြိုက်တယ်လीဟုတ်တယ်မလားအုံးဒီမှာကွင်းအနည်းနဲ့တုတ်ရီလောက်ပဲတူရင်းနေရငါစဉ်းစားမပြအောင်နေလို့ဒီ အဲ့လိုမျိုးတွေးမဲစားကွာဘဝတိုးတက်ရတိုးတက်ကြောင်တွေးရင်နင်တို့ဘဝရင်အဆင်ပြေပြီအရင်တိုးတက်မှာပြောပြမယ်နော်ခပြောပြမယ်ခုတုံးပေါက်မှမဟုတ်ဘူးဒီမှာနှာခေါင်းပေါက်လည်းရှိသေးရဲ့မျက်စိပေါက်လည်းရှိရဲ့နားပေါက်လည်းရှိရဲ့ငါငါရဲ့ရုပ်ကြောင်ကိုငါအမျိုးသားငါလင်ချက်တဲ့အပေါက်ထိုးခိုင်းမယ်မရမကောက်ဒီလိုမျက်လုံးပြူးပြီးမှထိုးခိုင်းမှာချက်တဲ့လေးဘာဖြစ်တော့ကိုလင်ကိုထိုးတာတခြားကောင်ထိုးတာလည်းမဟုတ် တရားဝင်ယူမဲ့တရားဝင်ယူမဲ့တော့ပဲတရားဝင်ယူထားတဲ့လင်ကထိုးမှလीဟောဘာဖြစ်ဘာနာနေရလဲကိုဘွားကိုတူတက်အောင်မအရင်စစားပါသူများဘဝကိုလိုက်ပြီးမဝင်ဝေဆွတ်ဖတ်နေပါနဲ့ထိုးထိုးပဲတက်တယ်တက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 ်စားချက်ကလန်ထွက်အဖြူလေးကိုတော့ဖြစ်ဖြစ်စားပေးနော်အေးဒီကောင်လေးကကျမစားချင်တယ်ဆိုရင်တော့မထွက်မစားဘူး ။ဒါဆိုတော့တနေ့ကိုအလွတ်လုပ်ပြီးအခုလက်မှာအလွတ်လုပ်ညမအောင်။ညကြလို့ရှင်းလဲ तू အော်ပြင်မန်းမီဆို तू အိပ်ပြီးအဲ့လိုပြောရင်လည်းဘာမှမယုံအခုကျွန်တော်တို့ကအတူတူနေနလားရှိပြီနလားမှာဆယ်ခါတောင်မပြည့်သေးဘူးနင်တို့ကိုပဲပြောပြတာကဘာမှမပြောပြအောင်ဘာမှမပြောပြအောင်နင်တို့ကိုပဲပြောပြတာတူတူနော်နလားအတူဆယ်ခါတောင်မပြည့်အဲ့လိုပြောရင်လည်းဘာမှမယုံတကယ်ငါစားချင်ပါတယ်ဆိုရင်ငါကောင်လေးက တနာမကြီးဘူးလေတည်ရမလားဆိုတော့အားတိုင်းဒီမိန်ကလေးနဲ့အတူတူနေပြီဆိုတော့ဒါကြီးလုံနေရမယ်ဒါကြီးလုံနေရမယ်ဆိုတော့အတွေ့ကြီးတွေကိုမတွေ့စီချင်းကိုအတူတူနေတိုင်းလဲငါလည်းငါအလုံးနဲ့ငါမအားသူလည်းမအားညာဘက်ဆိုလို့ရှင်လဲဟို TV ကြည့်ရယ်စာမုံဒီပါးစာပြီးတီဗီကြည့်ပြီးအိတ်ဆက်ရှင်ဖက်အိတ်လိုက်တယ်ပြီးသွားပြီတဲ့မလားဆိုတော့ကျွန်တော်အားနေဒါကြီးပဲ သွေးမနေနဲ့ကျမတို့ညနလနလကြော်ပြီနလမကားတော့နလကြော်အတူတူစေခါမဖြစ်သေးဘူးကျမရည်စားတာကျမလည်းအော်ရဲကျမကောက်သေးဘူးနော်ပြောပြတာပြောပြသူ့မှမပြောပြဘူးနင်တို့ဘယ်ပြောပြတာတူတူနေကြတော့မသိတလို့နေပြတ်သွားရင်ဘယ်လိုလုံးမလဲတဲ့ကွဲပြေးပြီးတဲ့ဥပမာပေါ့နော်ပြောပြမယ်ပြတ်သွားရင်တော့မလေးပြဲမှာမဟုတ်အခွလေးပိပိချင်းစည်းတွေလေးပေါ်နေတာသိရမလား ဘလောက်ထိခင်မိတဲ့အချိန်မှာကွာပီပီတောင်မှကျင်းလို့ရနင်ကြည့်လေဟိုဂွေးစီဖြတ်ပြီးမှပီပီတောင်အစားတို့ထဲလို့ရတဲ့ခစ်ကြီးမှာကွယ်ပီပီကျင်းမှုဆိုတာမင်းလုံးယူလို့ရတယ်ဒါမဲ့ပြတ်ဖို့ဆိုတာကလေအခုချိန်မှာမဖြစ်နိုင်တော့ဘာလို့လဲဆိုတာကျမဟိုကောင်လေးကကျမအတွက်ကျမနဲ့လက်ထပ်ဖို့လက်ထလက်စွတ်တေရောဒီစစ်ဆက်လက်စွတ်တေပါသူကမာပြီးသွားပြီသူကကျမအပိုင်သိမ်းပြီးသွားပြီဆိုတော့လေอืมဟိုပြတ်ဖို့ကတော့မသေးကြတော့ဘူးနော် ။မဲ့ပြတ်သွားမဲ့ပြတ်သွားလို့ရှိရင်တော့ကျွန်မဟုတ်ပြပြကျင်းစေးတွေတုံးမယ်။ Okay ။ကွဲပြေးတာတော့ကြောက်ရမလို့ရတယ်။စိတ်မပူပါနဲ့ကျွန်မမြန်မာကောင်လေးတွေကိုမလဲစားဘူး။လာလည်းမတွေ့ဘူးနော်မကြောက်နဲ့။ခန္ဓာကိုဖြက်စီးတာပေါ့တဲ့တွေ့တဲ့သူများပြီးရင်ဘယ်သူမှတန်ဖို့မထားဘူးလေတိရမှာပေါ့တဲ့မေ။ဆရာဆရာမကြီးတွေအရန်များတယ်နော်။ တံဖိုးဆိုတာပြပြမယ်ရီစားများတာရုပ်ကြာယူဘူးတာเนาะဘာမှမဆိုင်ဘူးတံဖိုးထားတဲ့တဲ့လူလက်ထဲရောက်သွားရင်ဘယ်လိုလူပဲဖြစ်ဖြစ်တံဖိုးထားခင်ရတယ်ကလေးတစ်ယောက်အမေပဲဖြစ်ဖြစ်ဘ து မှမကြည့်နဲ့နော်ချင်းချမ်းတို့အတင်းချိုဆွေတို့ကြည့်လေတကယ်ချစ်တဲ့သူဆိုလို့ရှိရင် ကလေးတစ်ယောက်အမေလဲတံဖိုးထားပြီးတင်းတောင်းတဲ့နေယူတာပဲဆိုတော့အဓိကက ကိုကဘလောက်တန်ဖိုးရှိအောင်နေပါစေတန်ဖိုးမထားတဲ့လူလက်ထက်ရောက်သွားရင်ကိုကအမိုက်တတာပဲအေးကိုကဘလို့ပဲနေခဲ့နေခဲ့အရင်တော့ဘလို့ပဲနေခဲ့နေခဲ့တန်ဖိုးဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင်ကို့ခံစားချက်ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။